mm <laughs> <coughs> ကဲမင်္ဂလာပါဗျမင်္ဂလာပါကျွန်တော်မိတ်ဆွေများမင်္ဂလာပါမောင်လေးညွှန်နေတာဟုတ်ကဲ့ပါနော်ကဲကျွန်တော်တို့9နိုင်ကြီးထွက်ပြီးမှရတော့အင်္ဂါမကျော်နဲ့ကျွန်တော်တို့တနင်္လာနေ့မနက်ပေါ်တော့ဒီနေ့ကကျွန်တော်3ရက်17လ2020ကတနင်္လာနေ့မနက်တွယ် live show ပေါ့နော်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်9နိုင်ကြီးထွက်ပြီးမှရတော့အင်္ဂါမကျော်ပတိတက်ကိုပတိလို့အားလုံးမှန်ပြီးသွားပါနော်မြန်မြန်လေးပဲပြောလိုက်တော့မယ်နော်အချိန်လေးလည်းမရှိတော့လို့နော်ကျွန်တော်လူရည်မဆောင်တော့ဘူးနော် ကိုတကယ်အားပေးတဲ့ကိုညီမရောစောင့်ကြည့်နေမှာပဲဟုတ်လားနော်လိုက်တက်တာနဲ့တန်းထွေတာပဲ channel လေးကိုလည်း subscribe မနေသေးရင် channel လေးကို subscribe နှိပ်နော်ကိုမောင်ကြီးကိုကိုွဲရ၄နှစ်နဲ့6ခွန်ထွက်တယ်တဲ့၄နှစ်နဲ့ခွန်6မဟုတ်ဘူးလား၄နှစ်နဲ့ခွန်6ပါအနှစ်၄နဲ့ခွန်6ပါအနှစ်၄နဲ့ခွန်6ထွက်တာเนาะ ားလုံးမှပြပါတကူအင်္ဂါမကျော်ပတိတင်းတဲ့ကိုဟာကျွန်တော်တို့တနင်္လာရဲ့အင်္ဂါရဲ့ဒီနှစ်ရက်အတွင်းမှာတစ်လုံးချင်းတည်ကြမယ်ပေါ့နော်နှလုံးစလုံးပြောတာတော့မဟုတ်ဘူးဒါကျွန်တော်ရှင်းပြပြီးရဆိုတာလေကျွန်တော်လူတစ်တွေအတွက်ကိုပြောပြပြီးတာနော်လူတစ်တွေအတွက်တချို့သူတွေကြောက်မသိဘူးပေါ့ဗျာဒီအင်္ဂါမကျော်ကတင်းတဲ့ကိုဟာအင်္ဂါမကျော်အတွင်းထဲမှာတကောကိုရောကြမယ်လို့တချို့သူတွေကတော့ထင်လိမ့်မယ်နော်ကျွန်တော်ကတစ်လုံးကိုပဲကျွန်တော်ပြောတာဒါနှလုံးစလုံးကြတော့လေကျွန်တော်ရဲ့အကူဒီမားကြီးအခုစုကံပေါ့နော်တကောအင်္ဂါမကျော်ဟုတ်ပြီလား ကဲပထမဦးဆုံးကျွန်တော်ကိုဒီမိုက်နေထိုင်နေနဲ့691ကီးပေါ့နော်691ကီးနော်691ကီး933နဲ့ကတ်မယ်ကိုမောင်ရဲ့ပွဲဦးညက်နေညက်နေကတဲ့3ညနှစ်မှာပေါက်တယ်တဲ့ဟုတ်ကဲ့ပေါက်အောင်ပြီးတာ哦ပေါက်တာပေါ့နော်အဲ့ဒီပွဲသိန်းလေးကလည်းကျွန်တော်ခဏသုံးွက်သေးပေါ့နော်အကြိုက်ဆုံးခဏသုံးွက်သေးနော်မင်္ဂလာပါ69တက်ကီးကို933နဲ့ကတ်မယ် ော့69တကီယို933နဲ့ကတ်မယ်အင်္ဂါမကျော်19ဘတ်ဒီမင်္ဂလာပါအားလုံး330နဲ့မှ6ဦးသောမျိုးတွေအားလုံးပဲမင်္ဂလာပါလိုက်ခရီးလမလေးနှိပ်ပေးပါအောင်ရှယ်တဲ့တဲ့ကိုဒီမာတွေကရှယ်ပါမျှဝေလို့ရရင်ကိုဒီမာတွေကမျှဝေပါနော်19ဘတ်ဒီမင်္ဂလာပါအားလုံးမင်္ဂလာပါနော်ဒီနေ့ပွဲဦးတနေကုန်ဘတ်ဒီက16ဘတ်ဒီပွဲဦးတနေကုန်ဘတ်ဒီက16ဘတ်ဒီ တင်းတဲ့ချောက်ဟာဒီနေ့တင်းနေတာနေပေါ့နော်တင်းနေတာနေမှာနေကုန်မှာတလုံးချင်းနေကြလိမ့်မယ်နော်တကိုးပတ်ဒီတကိုးပတ်ဒီတကိုးပတ်ဒီနေကုန်မှာတစ်ချောက်ပတ်ဒီကျွန်တော်အဲ့ဒါကိုကီးနေနဲ့69တကီးကို93ည3နဲ့ကတ်မယ်69တကီးကို93ည3နဲ့ကတ်မယ်အကြိုက်ဆုံး main organ 3ခွက်ပြောမယ်အဖွဲ့ဝင်မျိုးတွေကကိုးပတ်ဒီပဲကိုလောက်ပါ နော်ဘာမှစိတ်ဝင်စားနေနဲ့အကြိုက်ဆုံး main သုံးခွက်ကိုကြာရင်လဲထည့်ထိုးဘုံနော်မကြာရင်တော့မထိုးနဲ့ဟုတ်ပြီလားမင်္ဂလာပါအားလုံးမင်္ဂလာပါစောင့်နေတာကြပြီတဲ့အားပေးချင်တာတဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ကျွန်တော်ဖွင့်ဝင်နေအားလုံးကိုကျွန်တော်ကနန်းပို့ပြီးသွားပါပြီနော်နောက်ထပ်ဖွင့်ဝင်လူတစ်လုံးဝလက်မခံတော့ပါဘူးဖွင့်ဝင်လဲပြိတ်ပါပြီနော်ကျွန်တော်ကိုဒီမားကြီးအားလုံးနော် မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေကျွန်တော်ရဲ့မိသားစုကိုလည်းအားလုံးစိတ်ကျမ်းပါခြင်းကိုယ်ဤကျမ်းပါခြင်းနဲ့အားလုံးပြည့်စုံနိုင်ပါစေစိတ်သွားရကိုပါလို့လူအင်ဆန္ဒများအားလုံးပဲအလုံးတော်ဝါကြီးပြည့်နိုင်ကြပါစေဗျကျွန်တော်လိုက်ကိုတွေ့သူမြင်သူတိုင်းအားလုံးပေါက်ကြပါစေအားလုံးရကြပါစေစိတ်ချမ်းသာလို့ကိုကျမ်းပါကြပါစေဗျနော်ဟုတ်ပြီလား69တကီ933နဲ့ကတ်မယ်အဲ့ဒါကနေ့တိုက်ဒီနေ့3ရက်17လ2025တနင်္လာနေ့မနက်အတွက်နေ့တိုက် 691ကြီးကို933နဲ့ကတ်မယ်691ကထိပ်စီအားကောင်းတယ်691 691ထိပ်စီ933နဲ့ကတ်မယ်လာပြန်ပြီဒီစုဘူးလားမေးပြန်ပြီနော်ကျွန်တော်ဘလော့အဖြစ်တော်မှာနော်ကျွန်တော်ပြောပြသားနော်တခါလဲကျွန်တော်ပြောပြသားလိုင်းလွင့်နှုံးကကြိမှတ်နော်ပြီးမှဝင်ပြီးတော့မမေးနဲ့လို့ကျွန်တော်ပြောတယ်ငါကိုတွေကနော်အမေးနဲ့လို့ကျွန်တော်ပြောပြီးသားเนาะ အဲ့ဒါကိုဝင်မေးနေတယ်နော်ကျွန်တော်ဘလော့မှဘလော့တယ်တော့မလုံးနဲ့ကျွန်တော်ဘလော့ပလိုက်လိမ့်မယ်နော်ဝင်မမေးတော့နဲ့နော်ဝင်မမေးတော့နဲ့လေရ80နဲ့မှ9ဦးမင်္ဂလာပါနော်ရိုင်းတဲ့သူကရိုင်းတဲ့တဘာဝလူပဲပေါ့နော်စိုးတဲ့သူကစိုးတယ်လို့ပေါ့နော်သူများကစေတနာရုပ်တဲ့သူကရုပ်တယ်လို့သွားမှာပဲနော်ဘာလို့ဝင်ဆဲစရာလူလဲမကြိုက်ရင်ကြော်သွားလိုက်ဟုတ်ပြီလားမကြိုက်ရင်ကြော်သွားလိုက်နော် မကြိုက်ကြော်သွားလိုက်ဝင်မကြည့်နေနဲ့အခုဆိုဝင်ပြီးယူနေနဲ့เนาะကျွန်တော်ကိုဝင်ဆဲပြီးပြောဆိုနေတဲ့စကားကိုကိုကိုပြန်ပြီးတော့ပြောနေတယ်လို့ပဲเนาะပက်လက်လံပြီးတရွေးထွေးတယ်လို့ပဲကိုမျက်နာပေါ်ပဲကိုပြန်ပြုတ်ကြမှာကျွန်တော်ကဘာမှမဖြစ်ဘူးဟုတ်ပြီလားเนาะအားပေးတဲ့သူက69ရာခိုင်နှုန်းလောက်ရှိတယ်เนาะအဖြစ်ပြောတဲ့သူကတယောက်ပေါ့ဗျာเนาะကံကောင်းလို့မြင်သူတိုင်းပေါက်ကြပါသေးတယ်မြင်တဲ့သူတိုင်းအားလုံးပေါက်ပါเนาะဟုတ်ပြီလား ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်အကူရီမဟာရီအားလုံးပဲမင်္ဂလာပါဗျနော်အားလုံးပဲမင်္ဂလာပါအာ30နှစ်မှ6ဦးမင်္ဂလာပါ channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe နှိပ်နော်ကြွထားပြီးပြီလေးတဲ့နားလဲပေါ့တဲ့အဖွဲ့မဝင်နိုင်လို့နေတိုက်ကိုအားကိုးနေပါတယ်ကိုမောင်ကျေးဇူးတင်ပါတယ်တဲ့နော်မင်္ဂလာပါသူမြတ်ကစေတိုင်းကိုပြန်ဆေးစရာမလိုသူမြတ်ကပြောတိုင်းကိုပြန်ပြောစရာမလိုနော်ဘာဖြစ်လို့ဆိုသူနဲ့ကိုနေရအစင်တန်းချင်းတူတာမဟုတ်ဘူးသူကဘာဖြစ်လို့ဆိုကိုလိုက်ခဲ့အောက်မှာဝင်ပြီးတော့တကူးတကဝင်မှန်ပေးရတာနော် ကိုမောင်ဘယ်သူတွေပြောနေတာလဲအရင်မလုံနေတဲ့ပြန်ပြောမနေနဲ့တဲ့မတန်ဘူးတဲ့ခုမှရောက်လို့ပါဗျာတဲ့ဘာထုတ်ရမလဲတဲ့အင်္ဂါမကျော်ကကျွန်တော်တို့တစ်ကိုပတ်သည်နေကောင်ကတစ်ချောက်ပတ်သည်69တစ်ကီကို9 3ည3နဲ့ကတ်မယ်မိန်ဩအကြိုက်ဆုံးခဏန်3ခွက်ပေါ့နော်အတူခိုးဖို့တဲ့လိုက်နေလိုက်နေတာတဲ့သူမစေတနာမကောင်းတာဗျဘယ်တော့မှကံကောင်းမှလည်းမဟုတ်ဘူးနော် စေတနာကောင်းကောင်းထားနော်စေတနာကောင်းကောင်းထားမနာလိုစိတ်တွေမများနဲ့နော်စေတနာကောင်းကောင်းထားကိုယ့်လုပ်ကိုယ်ကိုအောင်မြင်အောင်ကြိုးစားသူများခါကိုမဝေဖန်နဲ့နော်ကိုဘဝကိုကိုလှအောင်ကြိုးစားပါဟုတ်ပြီလားနော်ကဲမင်္ဂလာပါကျွန်တော်ကိုယ်ဒီမဟိုက်အားလုံးပဲမင်္ဂလာပါဗျာမြေနဲ့အားပေးနေပါလေတဲ့ဟုတ်ကဲ့ပါကျွန်တော်ကိုယ်ဒီမဟိုက်ကဲဝင်လာမယ်ကျွန်တော်ကိုယ်ဒီမဟိုက်လိုက်လမလေးတိတ်ပြီးတော့ဝင်လာမယ်ဗျာ ပြောပါသေးဖြူတက်တယ်နင်ပြောနေရင်နင်ဟာကိုနင်ပါဆက်ထဲတာထဲ့ထားတဲ့ပြောလိုက်ဗျာကျွန်တော်ပြောစရာတော့မလိုပါဘူးကျွန်တော်မျိုးတွေပြောတာနဲ့အဲ့ကောင်သိတယ်နော်ကိုမောင်စိရနာကိုတည်းမစော်ကားကြပါနဲ့တဲ့တို့လို့မရပဲနေမယ်နော်တဲ့ကဲအားလုံးပဲအဲ့လားဆိုရင် ကျွန်တော်တို့ main on အကြိုက်ဆုံးခဏသုံးခွက်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့20ခွန်ရဲ့26ကဲ28ကဲ26 နှစ်ခွန်နှစ်ရှစ်နှစ်ထိပ်စီနှစ်နောက်ပိတ်လေးတွေ့ရပြ။เนาะအဲ့ဒါကြောင့်26ကဲ20ခွန်ရဲ့28ကဲအဲ့ဒါ main organ နှစ်6နှစ်ခွန်နှစ်ရှစ် main organ မှာ69 degree ကို9 3ည3နဲ့ကပ်မယ်။ဒီမနက်ကတော့ကျွန်တော်အဲ့လောက်ပဲဗျ။เนาะကျွန်တော်တို့တနေကုန်မှာ16ပတ်သီးရှိတယ်။အင်္ဂါမကျော်မှာ19ပတ်သီးရှိတယ်။ဟုတ်ပြီလား။เนาะ28ကဲ20ခွန်ရဲ့26ကဲเนาะ ကျွန်တော်ကူဒီမိုင်းနှစ်ထိပ်စီနှစ်နောက်ပိတ်တွေ့ပါတယ်เนาะအဲနှစ်တလုံးကတော့ကျွန်တော်ကြိုက်လို့ပုံတော့ဒီမနက်မှာကျွန်တော် main နေနဲ့29ရက်26ကေ28ကေเนาะအကြိုက်ဆုံးတစ်ခွက်ကောင်းပြောပါဆိုရင်တော့ကျွန်တော်29ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုတော်တော်ကြိုက်တယ်เนาะ29ကဏ္ဍ၃ခွက်တွေပေါ့နော်ကဏ္ဍ၃ခွက်တွေကနေ၂၀ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုတော်တော်ကြိုက်တယ်။သူများလိုက်ထဲလာပြီးတယ်မရိုင်းနေတယ်ပြောလိုက်ဗျာနော်အဆင်မရှိပါဘူးသူတို့ပြောတော့လဲဘာမှမဟုတ်ဘူးပေါ့နော် ဒါမဲ့သူတို့ပြောရင် view ပို့တတ်ပါတယ်နော် view ပို့တတ်တယ်အပူလာနိုင်လားကိုမောင်ရေးတဲ့အပူဆိုရင်တော့66ကဲ99ရဲ့11ကဲ12ကဲပေါ့နော်အဲ့ဒီလေးကွက်သတိထားပါနော်66 99 11ခဏလေးကွက်ပေါ့နော်အဲ့ဒီအပူလေးကွက်ကိုသတိထားပါနော်အပူသမားတွေပေါ့နော်26 28 28နော်အကြိုက်ဆုံး main 3ကွက်ထဲကနေတစ်ကွက်ထဲနဲ့ထိုးခြင်းနေဆိုရင်တစ်ကွက်ထဲပဲထိုးခြင်းပါနေဆိုရင်တော့20ခွန်ဆိုတဲ့ခဏတစ်ကွက်ထဲပဲထိုးပါမယ်နော် သူပဲတဲ့အာရဝင်ဆင်းနေတယ်ဟဲ့အယုတ်တမာတဲ့ကြိုက်တယ်တဲ့ပါဝါမလာတာကြာဖို့တဲ့20ခွန်တစ်ခွက်ကိုတော်တော်ကြိုက်တယ်နော်ဟုတ်ပြီလားဒီအလုံးကကောင်းချပါစေကျွန်တော်မိသားစုဝင်နေအလုံးပဲနော်ကျွန်တော်ဖွဲ့ဝင်ကိုဒီမားတွေကတော့ကိုဖွဲ့ဝင်ဇာတို့ပက်တီနဲ့ ်။ကိုကြိုက်တဲ့အခွေပဲဖြစ်ဖြစ်ပေါ့နော်ဗရိတ်ပဲဖြစ်ဖြစ်ကိုကြိုက်တာလေးကိုကျွန်တော်ကိုယ်ဒီမိုင်းကစားနိုင်ပါတယ်။နော်ကြီးစုအားပေးတဲ့ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံနိုင်ပါစေ။စိတ်သွေးရာကိုပါလို့လွန်အင်ဆန္ဒများအားလုံးနဲ့တလုံးတော့ဝါကြီးပြည့်နိုင်ကြပါစေဗျ။ကျွန်တော်ပြီးသောကနေ့နဲ့အခုဒီမိုင်းထူသောကနေ့ဆက်ကန်ကြိုက်လို့ထုတ်တဲ့ကနေ့နဲ့တထထေးကြပါစေလို့နော်။မနာလိုတဲ့သူတွေလည်းစိတ်ချမ်းသာလို့ကိုကျမ်းပါပါစီဗျာ။တော့တတလုံးလေးပြောနိုင်ပါစီ။เนาะအဲ့လိုပဲစေတနာဆရာကြီးရဲ့ light တွေအောက်ဒီမှာရှောက်ပြီးတော့ နော်ဆဲတာလို့ဆိုတာလို့တစ်လုံးလုံးနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နော်ဟုတ်ပြီလားနော်ဝင်ပြောလဲဘာမှမဖြစ်ပါဘူးနော်ဘာမှမဖြစ်ဘူးဘလို့သဘောမအောင်မထားတာနော်ဘလို့သဘောမအောင်မထားဘူးကိုလျှောက်တဲ့လမ်းကိုကောင်းအောင်လျှောက်ဖို့ကအဓိကပဲကိုလှုပ်တဲ့အလုပ်ကခொနည်းသားသမီးရဲ့ဒုက္ခမရောက်ဖို့ကအဓိကပဲဟုတ်ပြီလားနော်ဒုက္ခမရောက်ဖို့ကအဓိကပဲတရားရဂိုင်းလုံး3ရက်အတွင်းမှာပေါ့နော် ပါဝါနဲ့ညီကိုနော် ပါဝါနဲ့ညီကိုတရားရဂိုင်းတုံး၃ရက်အတွင်းတနင်္လာအင်္ဂါဗုဒ္ဓဖူးပေါ့နော်အဲ့ဒီ၃ရက်အတွင်းမှာလုံးဝကျင်းစီကြရမယ်ဟုတ်ပြီလားလုံးဝကျင်းစီကြရမယ်ကျွန်တော်ကိုရီမာရီပါဝါနဲ့ညီကိုဗုဒ္ဓဖူးမကျော်ပေါ့နော်စုကနပြပြောပြီးသွားပြီနော်မနေ့ကလိုက်မှာကျွန်တော်ပြောပြီးသွားပြီလိုက်2000ကျော်ထွက်ထားတယ်အမှပြန်ကြည့်ပါနော်အမှပြန်ကြည့်ပါနော်အမှပြန်ကြည့်ပါကျွန်တော်မိသားစုဝင်တွေအားလုံးပဲနော် ကဲကံကောင်းကြပါသည်နော်အားလုံးကိုလက်ဒီ7နာရီတမိနဲ့မှာကျွန်တော်ပြီးတော့ခဏနဲ့ကျွန်တော်ကိုဒီမာထိုးတော့ခဏစက်ကင်ကြိုက်လို့ထုတ်တဲ့ခဏနဲ့တထထေးကြပါစီစေတနာကောင်းလို့အားလုံးပဲကံကောင်းကြပါစီချစ်သူခင်သူမုန်းသူအားလုံးရှင်လန်းချမ်းမြေကြပါစီဗျနော်မနာလိုတဲ့ဝင်ထူတဲ့သူတွေလည်းစိတ်ချမ်းသာလို့ကိုကြမ်းပါပါစီကျွန်တော်ရဲ့ live ဒီမှာတသက်လုံးပြောနိုင်ပါစီဗျာနော်တသက်လုံးပြောနိုင်ပါလေနော်စေတနာရုပ်ရင်ကံပါရုပ်တယ်စေတနာမွေးရင်ကံပါမွေးတယ်နော် စေတနာမကောင်းရင်ကံလည်းကောင်းလာမှာမဟုတ်ဘူးเนาะစေတနာကောင်းကောင်းထားတယောက်နဲ့တယောက်ချစ်တဲ့မျက်လုံးနဲ့ကြည့်မုန်းတဲ့မျက်လုံးနေနဲ့မကြည့်ကြနဲ့เนาะမေတ္တာထားလိုက်မောင်လေးရေသူအာကုစုနဲ့သူသွားလိမ့်မယ်တဲ့မနာလိုလို့ပြောတာတဲ့အယုတ်တမာတွေတဲ့ဒါပေါ့ဗျာစုဘူးကနန်းတဲ့ထပ်ပြီးမပြောတော့ဘူးတဲ့ထပ်မပြောတော့ဘူးเนาะတောင်းပြန်ပြီးစုဘူးတဲ့ဆဲတဲ့ကောင်လည်းကျမ်းပါပါသည် ဟုတ်တယ်ကျွန်တော်မေတ္တာလေးပဲပို့ပေးပါတယ်เนาะတသက်လုံးဆင်းနိုင်ပါသည်ဗျာအဲ့အဲ့ဒီလူတွေကတသက်ကိုရှိတာเนาะ စေတနာနဲ့ပေးနေတဲ့သူရဲ့ light ဒီအောက်မှာအခုဒီနေထိုက်ဆိုတာကဘာဆိုဘာမှမပြောလင်းနဲ့ light မဟုတ်ဘူးမလွင့်လဲကိစ္စမရှိဘူးနော်မလွင့်လဲကိစ္စမရှိမလွင့်ဘဲနဲ့หนีလဲရတယ်ကျွန်တော်လည်းမအောင်မအားတဲ့ခြားတွေကတင်ပြီးတာရတဲ့ခဏန်းကိုနော်ကိုကြိုက်မှာကိုထိုးလေးမကြိုက်ရင်မထိုးနဲ့ဘာလို့ဆဲเสียရလို့လဲနော်မြန်မာလူမျိုးချင်းချင်းဗျာဘာလို့မနာလို့စိတ်တွေတားပွားနေကြတာလဲနော်တယောက်နဲ့တယောက်မူရီတာလေးကြီးပွားကြစမ်းပါနော် လူဖြစ်တဲ့ကာလမှာပေါ့နော်အခုကျွန်တော်ဝင်ဆဲနေမြေခဏနေကြရင်အဆဲတဲ့သူတင်လဲတည်သွားနိုင်တယ်နော်တင်ငန်းကျွန်တော်ရဲ့ကိုရီမားကြီးအားလုံးပဲလူဘွားဟိုပဇင်းဘွားတွေမှကျွန်တော်တို့ခွန်ရေးရတာမဟုတ်ဘူးဗျနော်တင်ငန်းစာတွေကနော်ဒီလူဘွားမှလည်းယူတဲ့ရင်တင်ငန်းစာတွေကအများကြီးနော်ဟုတ်ပြီလားစိတ်ကောင်းစေတနာကောင်းထားမနာလိုစိတ်တွေမများနဲ့ဟုတ်ပြီကနန်းပြပြောပြပါဦးနဲ့ကျွန်တော်တို့အင်္ဂါမကျော်ကတီး ကိုးပတ်ဒီပေါ့နော်တစ်ကိုးပတ်ဒီကနှစ်ရက်တွင်းပေါ့နော်ဒါ9နိုင်စီထွက်ပြီးမှရတဲ့အင်္ဂါမကျော်တစ်ကိုးပတ်ဒီတနေကုန်မှာတစ်6ပတ်ဒီနော်ကီးနေနေကကျွန်တော်69တစ်ကီး69တစ်ကီးကို93ည3နဲ့ကတ်မယ်နော်အကြိုက်ဆုံး main organ 3ခွက်က29ရဲ့26ကဲ28ကဲအကြိုက်ဆုံးတစ်ခွက်ကောင်းထိုးကျင်တဲ့ကိုရီမာ20ခွဆိုတဲ့ခဏတစ်ခွက်ကောင်းနော်မြစ်တာဆိုရင်လည်းကြောက်ဖို့ကောင်းနေတယ် ဟုတ်ကဲ့ပါเนาะကျွန်တော်ကတော့မေတ္တာစိတ်နာလေးပဲထားပြီးလေเนาะအရင်တုန်းကတော့ဒါကျွန်တော်ကိုဆင်းရင်ကျွန်တော်ကိုကလူငယ်တယောက်ဆိုတော့လေမခံချင်းဘူးပေါ့เนาะမခံချင်းဘူးဒါပေမဲ့ပြန်ပြောနေတော့လေသူအာဟုဆိုကိုကမျှပြီးတော့ယူလိုက်တယ်လို့ပဲဗျာเนาะဒါပေမဲ့ तू ကမကောင်းတာမကောင်းတဲ့သူ့ရဲ့မကောင်းတဲ့လမ်းကြောင်းသူ့မှာသူသွားလိမ့်မယ်အဓိကကိုယ့်ဘက်ကကောင်းနေဖို့ပဲလိုတယ်เนาะအဲ့ဒါမလို့သူတို့ဆဲတိုင်းကိုပြန်ဆဲမယ်ဆိုရင် तू အာဟုဆိုကကိုအာဟုဆိုဖြစ်သွားတတ်တယ်เนาะအဲ့ဒါမလို့မျှယူလိုက်တယ်လို့ပဲပေါ့เนาะ အကူကမေတ္တာလေးထားပြီးလိုက်တော့သူအာဟုသူကသူ့ကိုသူပြန်အကျိုးပေးသွားလိမ့်မယ်အဲ့လိုပဲကျွန်တော်မေတ္တာစေတနာလေးပဲထားပေးပါရစေနော်ဟုတ်ပြီလားကဲအားလုံးကံကောင်းကြပါစေကဲဒါတော့ပါပဲနော်ကျွန်တော်ရဲ့မိသားစုဝင်တွေအားလုံးပဲဆန္ဒနာကြီးမှာအတူတူပြောကြမယ်ဗျာနော်ကုလပါအားလုံးဖတ်ဖတ်ပါ